သမရထရဲ့ရွှေကွန်ချာဒုံစနစ်ကဘယ်လိုလုပ်လို့လဲကျွန်တော်တို့ကြည့်ရအောင်ညာသမရထကသူ့ရဲ့အနာဂတ်ညှော်တွေးပြီးတော့ရွှေကွန်ချာဒုံကောက်ကွေးစနစ်ကိုခြေလန်းဆလာပြီဖြစ်ပါလေသူ့သမရတရံကုံဆုံးမဲ့နောက်ဆုံးကာလအတွင်းမှာပဲပြေဝအသုံးပြုနိုင်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်ကနအူရင်းနှီးမြှုပ်နှံမှုကအမေရိကန်ဒေါ်လာ25ဘီလီယံပါစုစုပေါင်းကုန်ကျစရိတ်က195ဘီလီယံနီးပါးရှိတယ်လို့သမ္မတကခန့်မှန်းထားပါတယ်။ဒါပေမဲ့အဲ့ဒီအဆုံးမှာတော့ကုန်ကျစရိတ်ဟာအနည်းဆုံး 3ဆနီးပါးလောက်ထက်တက်လာလိမ့်မယ်လို့အနောက်ပိုင်းတွေက ပြောပါတယ်။အစည်းအဝေးထဲမှာမြေပြင်ပြည်နယ်ပြည်နယ်အဂါသာတို့ထိချိတ်ဆက်လွှမ်းခြုံမယ်မျိုးဆက်သစ်နီးပညာကွန်ရက်တွေပါဝင်မှာပါအထူးသဖြင့်အဂါသာထဲမှာထားမဲ့ဂျားဖြတ်ဆက်တွေနဲ့ဝင်လာတဲ့ဒုံကြီးတွေဂျားဖြတ်ဟန်တာပေါ်ရည်ရွယ်တဲ့စနစ်ပါဝင်မှာပါရုရှားနဲ့တရုတ်လိုနိုင်ငံတွေကလည်းဖြစ်လာနိုင်ခြေရှိတဲ့ခင်မီစံပြတဲ့လေကြောင်းချင်းချက်မှုကိုတံပြန်ခုခံဖို့အဲဂိုဒန်ဒုံရွှေကွန်ချာဒုံကြီးကောက်ွယ်ရေးစနစ်ကို ရှင်းနှစ်ပြီးသားကာကွယ်စနစ်ပေါ်မှာပဲချက်ထွင်တည်ဆောက်မယ်လို့သိရပါတယ်အမေရိကန်ရဲ့အရင်တုန်းကလှုပ်ထားတဲ့လေကြောင်းရံကာကွယ်စနစ်တွေဟာနောက်ပိုင်းမှာအင်မတန်မှခင်မီပြီးအစွမ်းထက်လာတဲ့တရုတ်နဲ့ရုရှားတို့ရဲ့ hypersonic အတန်ထက်အလွန်မြန်တဲ့ဒုံးကြီးတွေကိုကာကွယ်ဖို့ကတော်တော်လေးကိုခဲယဉ်သွားပြီဆိုပြီးလေကြောင်းရံကာကွယ်ရေးဆိုင်ရာ တပ်မှုတွေကသမရထွန့်ကိုတင်ပြခဲ့တယ်ဆိုပါတယ်။အရင်သမရနေတုန်းကလည်းတင်ပြခဲ့ပေမဲ့အဲ့ဒီစနစ်ဟာကုန်ကျစရိတ်အလွန်ကြီးမားတဲ့အတွက်ကြောင့်ဒါကိုပဲခြံထားခဲ့တာဖြစ်ပါလေ။အခုသမရထွန့်ရဲ့လှုပ်ဆောင်ချက်ကြောင့် American စစ်တပ်ကတော့ဒါဟာမှန်ကန်တဲ့လုပ်ရက်ပါဆိုပြီးတော့ထောက်ခံနေပါတယ်။ရွှေကွန်ချာဒုံးကြီးကကွယ်စနစ်ကဘယ်လိုလုပ်လုပ်ပါလဲ။တာတိုဒုံးကြီးတွေအန်ဒီယာကိုရေဒါနဲ့စောင့်ကြည့်ဖျက်ချတဲ့အစ္စရေးတို့ရဲ့ အယုံတော့တန်ကွန်ချာဒုံကောက်ွယ်စင်းကိုအယုံဆိုင်ရကနေထိုင်ရဲ့အခုအစည်းအဝေးထွက်ပေါ်လာတာလို့ဆိုနိုင်ပါတယ်ထိုင်ရဲ့ဒီ golden dawn အစည်းအဝေးဟာအယုံတော့ကိုအခြေခံပြီးတော့မှီတီလောက်တာဖြစ်ပါတယ်အစ်ဇွေးဟာတန်ကွန်ချာဒုံစနစ်ကိုအသုံးပြုတာ2017ခုနှစ်ခရီးကဖြစ်ပါတယ်ဒါပေမဲ့ American ကသုံးမဲ့လို့စီစဉ်နေဒီရွှေကွန်ချာဒုံကတော့အစာပေါင်းများစွာပိုကြီးမားမှဖြစ်လို့ချိန်ချမှုမျိုးစုံကိုလည်းတိုက်ဖြတ်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ် တနိုင်ငံလုံးကိုမလွှမ်းချုံနိုင်တော့မှအမေရိကန်နိုင်ငံရဲ့အဓိကမဖြစ်မနေကာကွယ်ရမယ့်နေရာတွေကိုတော့ကောင်းစွာလွှမ်းချုံထားနိုင်ဖို့မျှော်မှန်းထားပါတယ်။ဥပမာပြောရင်သမရအင်ဖြူတော့ပင်တဂွန်စစ်ဌာနချုပ်ဒီလိုနေရာတွေနောက်ပြီးတော့ Law and Justice လို့နယူးယောက်လို့ Washington DC လို့မြို့ကြီးတွေကိုကာကွယ်ဖို့အတွက်တော့အဓိကထားမှာဖြစ်ပါတယ်။ အလုံးအင်မတန်မှကျပြန်းလာတဲ့အမေရိကတိုက်ကြီးရဲ့မြေကိုတော့အလုံးစုံကာကွယ်ဖို့ကတော့မဖြစ်နိုင်သလောက်ပဲလို့ကာကွယ်ရေးဆိုင်ရာလေလာသူတွေကပြောပါလေဒီကာကွယ်စနစ်မှာအရင်တော့ဈေးကြီးလွန်းလို့သုံးဖို့အကန့်အသတ်ဖြစ်ပေမဲ့ဒီနေ့ကာလမှာလက်လန်းမီဖို့ပို့ဖြစ်နိုင်တဲ့ဂျိုလူတွေရာနဲ့ချီပါနိုင်ခြင်းရှိတဲ့ကိုရင်ကိုလည်းသုံးမှာဖြစ်ပါလေတကယ်တော့ဒီစနစ်ကသမတ်လက်ထက်ကမှစတာမဟုတ်ပါဘူး အရင်လွန်ခဲ့တဲ့နှစ်ပေါင်း40သမရရေခင်လက်ထက်ကတည်းကဒီစနစ်ကိုလှုပ်ချင်ခဲ့တာပါဒါမှခေဆက်ဆက်သမရတွေလည်းအကုန်ကြစိအရင်ကြီးမလို့လက်ဆောင်ခဲ့ပါတယ်သူတို့မှလည်းလုံနိုင်တဲ့နီးပညာအဲ့ဒီတုန်းကမရှိခဲ့ဘူးလို့သမရထွန်းကပြောပါလိ1980ကာလတုန်းကအဲ့ဒီချိန်ကသမရရေခင်ကအဆိုပြုခဲ့ပြီးအများက Star Wars လို့သိကြတဲ့အာဂါသအခြေစိုက်ဒုံးကြီးကောက်ွယ်စနစ်ကို ထွန်းကပြောတာဖြစ်ပါလိမ့် ရွှေကွန်ချာဒုံကောက်ွယ်စနေဟာကဘာတခြားဘက်ချမ်းကနေပြစ်တာတမမဟုတ်အာဂတကနေပြစ်တဲ့ဒုံကြီးကိုတော့မှကြားဖြတ်ပြစ်ချနိုင်စွမ်းရှိတယ်လို့ထွန်းကပြောပါတယ်ရုရှားတရုတ်တို့ကနောက်ပိုင်းထွင်တဲ့ဒုံတွေဟာအာဂတတွေကတော့မှပြစ်ချနိုင်တယ်လို့ဆိုတာဖြစ်ပါတယ်ဒါကိုတွေးပြီးတော့လောက်တာလို့ဆိုပါတယ်အတန်ထက်မြန်တဲ့နှုံးနဲ့ပြစ်နိုင်တဲ့ hypersonic စနစ်လိုလက်နက်မျိုးအပါအဝင် ဖြန့်အားပြင်းဒုံးကျည်တွေနဲ့ကွန်ပျူတာနဲ့ထင်ချုပ်ပြီးတခါတရံမှာနျူကလ িয়ার ထိပ်မှုတက်ထောင်းနိုင်တဲ့ဒုံးကျည်တွေကိုဖျက်ဆီးနိုင်ဖို့ရည်ရွယ်တည်ဆောက်မှာဖြစ်ပါတယ်။ရွှေကွန်ချာစနစ်ဟာယာချီတဲ့ဂျိုဒုကိုပေါင်းထားတဲ့ဂျိုဒုအစုစု၃ခု၄ခုလောက်ရဲ့အာဝမိခိုရမယ်လို့ American Cyber နဲ့နီးပညာဖွံ့ဖြိုးတိုးတက်ရေးဌာနအကြီးအကဲညွှန်ကြားရေးမှူးရေတပ်ဗိုလ်ချုပ်ကြီး Mac Montgomery ကပြောပါတယ်။ထောက်လမ်းမဲ့ဂျိုဒုတွေရှိရမယ်။ယာနဲ့ချီပါလိမ့်မယ်။ အဲ့ဒီဂျိုလူတွေကထောင်နှံမှုကိုလုံမယ်အဲ့ဒီနောက်မှာတော့ရန်သူဒုံးကြီးတွေလိုရွေးနေတဲ့လက်နက်တွေကိုတယ်လာတဲ့ဟာမျိုးပြစ်ချဖို့လိုတဲ့အရာကိုပြစ်ချနိုင်ရေလို့မဂျိုလူတွေရှိလိမ့်မယ်လို့သူကပြောပါလေရွှေကွန်ချဒုံးစနစ်ကို တကယ်ပဲ၃နှစ်အတွင်းတည်ဆောက်နိုင်ပါလားအမေရိကန်မှာအစိုးရတပ်တန်းဟာ၄နှစ်ပဲရှိပါတယ်၄နှစ်တကြိမ်ရွေးကောက်ပွဲလုပ်လို့ရှိပါတယ်သမားထရန့်တော့ဒီတကြိမ်ကနောက်ဆုံးကြိမ်ပါ ဒါကြောင့်၃နှစ်တွင်မှာဖြစ်နိုင်ပါမလားကြည့်အောင်အမေရိကန်စစ်တပ်ဟာဒီစီဇန်ကိုတတော်လေးထားအကောင့်ထဲပုံမဲ့ပုံပေါ်ပေမဲ့ထွန့်ရက်တက်တန်းတွင်ပြီးတက်ဖို့ဆိုတာလက်တွေ့မကျသလိုကုန်ကြစည်အပိုင်းမှာအမေရိကန်ကာကွယ်ရေးသုံးစေးကိုဒီစီဇန်ကအများကြီးဖက်ယူတာမျိုးဖြစ်လာနိုင်မယ်လို့ The Economic တရင်ကဖော်ပြပါတယ်ပြပြဝအကောင့်ထဲပေါ်ဖို့ဆိုရင်အနည်းဆုံး၅နှစ်၇နှစ်၁၀နှစ်လောက်ထိအချိန်ယူလုပ်ရမယ့်လုပ်ငန်းမျိုးပါ ျွန်တော်တို့အတွက်ပို့ပြီးလုံခြုံအောင်လုပ်ပေးနိုင်မယ့်အရာ၃နှစ်တွင်ရှိလာနိုင်မလားလို့သူကမေးခွန်းထုတ်ပါတယ်။တရားရဂန်တို့လုံခြုံတဲ့စနစ်ဆိုတာကတော့လက်ရှိသမရသက်တမ်းကုန်ကန်ဒီမှာပေါ်လာနိုင်ခြင်းမရှိဘူးလို့ပြောပါတယ်။ American Concrete တို့ကိုစီးပွားရေးဆိုင်ရာချင်းတွက်အကဲဖြတ်မှုတွေလုပ်ပေးရတဲ့ American အစိုးရရဲ့ Concrete လွတ်တော်ဆိုင်ရာ budget ရောကတော့မြေပြင်ကိုထည့်မတွက်သေးပဲလုံခြုံရေးစနစ်ရဲ့အာကာသမှာထားရှိမဲ့စနစ်အပိုင်းကိုပဲတွက်ဆခြင်းရင် အနည်း20လောက်ကြာနိုင်ပြီးတော့ဒေါ်လာ942ဘီလီယံအထိကုန်ကျနိုင်တယ်လို့ဆိုပါတယ်ဒေါ်လာဘီလီယံနဲ့ချီမဒီအစီအစဉ်ကိုအမေရိကန်အာကာသတပ်ဖွဲ့ဗိုလ်ချုပ်မိုက်ကယ်ဂေါ်ဒလိုင်းကဦးဆောင်မှာဖြစ်ပါတယ်သူဟာအမေရိကန်အာကာသတပ်ဖွဲ့ရဲ့အာကာသဆိုင်ရာစစ်စင်ရေးတွေဒုတိယအကြီးအကဲဖြစ်2023ဒီဇင်ဘာကတည်းကတောင်းဝန်ယူနေသူလည်းဖြစ်ပါတယ်အဲ့ဒီဘက်ဟာဒုံးကျည်တတိပေးချက်အာကာသအကြီးဆုံးမှုတတိပေးချက် ြိုင်ပတ်အနေထားနောက်ပြီးတော့လမ်းညွှန်မှုနဲ့ချိန်ကန်မှုဆက်သွယ်ရေးနဲ့အာကာသအလက်ထရောနစ်နည်းပညာစစ်ဆင်တွဲမှုတွေကိုလည်းတာဝန်ယူတဲ့ American စစ်တပ်ရဲ့တပ်ဖွဲ့ခွင်ဖြစ်ပါလေဗိုလ်ချုပ် Goodlike ကတော့ Trump ဟာအရေးချင်းရှိသူပါလို့ချစ်ကျူးစကားပြောပါလေ Trump ဟာအာကာသနဲ့ဒုံးကျည်ထောက်လှမ်းမှုဆိုင်ရာအခန်းကဏ္ဍအရေးပါတယ်ဆိုတာဆောင်ကျင်းပြလိုက်သူပဲလို့ဆိုပါလေဗိုလ်ချုပ် Goodlike ဟာအာကာသစနစ်များကုကဲမှုခေါင်းဆောင်နဲ့ဝေးထိန်အာယုံခံစနစ်များဆိုင်ရာ ညွှန်ကြားမှုဖြစ်တောင်းယူခဲ့သူလည်းဖြစ်ပါလေ။မရိကန်ဥက္ကလာဟိုမားမှာမွေးဖွားခဲ့ပြီးတော့ဥက္ကလာဟိုမားတက္ကသိုလ်ကနေကျောင်းပြီးတဲ့နောက်1997မှာအမေရိကန်လေတက်ထဲဝင်ရောက်လာခဲ့တာဖြစ်ပါလေ။အဲဒီနောက်အစဉ်စဉ်ရာထူးတပြည်ဗိုလ်ချုပ်ဖြစ်လာတာပါ။ရွှေကွန်ချာဒုံကစနစ်ကြောင်းတရုတ်နဲ့ရုရှားတို့ကတော့စောင့်ကြည့်နေပါလေ။နောက်ကိုရီးယားကလည်းရွှေကွန်ချာဒုံစနစ်ဟာအကဒါစ်ဘွယ်ကိုပဲဖြစ်ပွားစေလိမ့်မယ်လို့ပြောပါတယ်။ အခုတုန်းကစနစ်ဟာရုရှားနဲ့တရုတ်တို့ကပြစ်လွတ်လိုက်မဲ့ဒုံးကြီးတွေကောက်ွယ်ဖို့အဓိကရည်ရွယ်တာပါ American စစ်ပတ်ထောင်ရေး agency ကမကြောက်သေးခင်ကထုတ်ပြတဲ့အစိုးရခံစားမှာဆိုရင်နေပညာမြင်ပြီးအတိုင်းအဆကြီးမားတဲ့ဒုံးကြီးချင်းချောင်းမှုတွေရှိနေပြီးတော့ရုရှားနဲ့တရုတ်တို့ဟာ American ကောက်ွယ်ရေးစနစ်ခြားကဟောက်ွက်တွေကိုအမျက်ထုတ်နိုင်မဲ့စနစ်တွေသူတို့ကဖန်တီးနေတယ်လို့ဆိုဆိုပါလိမ့်တရုတ်နဲ့ရုရှားတို့ကတော့ခုလိုသဘောထားပြောဆိုချက်ဟာမတည်ငြိမ်မှုကိုပဲဖြစ်စေတယ်လို့ဝေဖန်ပါလိမ့် မေရိကန်ရဲ့ဒုံးကောက်ကိုရစနစ်သစ်ဟာအာဂဒါတွေကတိုက်ခိုက်ရေးဒီမှာလက်နက်အင်အားကိုတိတိတတ်တာခိုင်မာစေလိမ့်မယ်လို့ခရမလင်ကကြေညာပါတယ်။ခုလဆော်မန်တိယုန်နဲ့ရုရှားတို့ဆွနစ်ပြောဆိုမှုပြီးခုလိုပြောလိုက်တာပါ။ဒါပေမဲ့ခရမလင်နာနိုရဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကတော့အမေရိကန်ခုအစီအစဉ်ဟာအမေရိကန်ရဲ့ချုပ်ချာနဲ့သာသက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ဒီကိစ္စကြောင့်ပဲနျူကလ িয়ার လက်နက်ဆိုင်ရာဆွနစ်မှုတွေပြန်စတင်လာနိုင်တယ်ဆိုပါလေ။ ယောဂတော်အမေရိကန်ခုစီစဉ်ကြောင်းအာဂါသပြင်ပတ်မှာစစ်ပောင်ချမှုအရှိန်မြင့်လာတဲ့အန်ဒီရဲ့နောက်ပြီးလက်နက်ပြိုင်တက်နိုင်တဲ့အန်ဒီရဲ့တို့ကြောင့်နိုင်ငံတော်လုံခြုံရေးကိုကဖျက်ရဖျက်ဖြစ်စေနိုင်တယ်ဆိုပါတယ်။ရွှေကွန်ချာဒေါကစနီဟာပြင်ပအာဂါသထဲမှာစစ်တပ်နိုင်စွမ်းရည်ရွယ်ပြီးတော့ကြီးမားကျပြန့်စွာတိုးမြှင့်လှုပ်ဆောင်မှုဖြစ်တယ်လို့သဘောတဘာဝအရဆိုရင်အာဂါသပြင်ပသဘောတူစာချုပ်မှာ စီးနှောင်ထားတဲ့အာဂါသကိုငင်းကျစွာအသုံးချခြင်းဆိုင်ရာသတ်မှတ်ချက်နဲ့လည်း စန့်ကျင်ဘက်ဖြစ်နေတယ်လို့ဆိုပါတယ်အခုဒုံးကြီးကောက်ကွယ်စနစ်မှာပါဝင်ဖို့ကနေဒါကလည်းတောင်းဆိုထားတယ်လို့သမ္မတထရန်ရဲ့အင်ဖြူတော်ကကြေညာပါတယ်ကနေဒါဝန်ကြီးယုံကတော်ဝန်ကြီးမက်ကန်လေးနဲ့သူ့ဆိုရဖွဲ့ဝန်ကြီးတွေဟာလုံခြုံရေးနဲ့စီးပွားဆိုင်ဆက်ဆံရေးအသစ်ကို American ဆိုရဖွဲ့ဝန်တွေနဲ့အတူဆွေးနွေးခဲ့တယ်လို့ကြေညာချက်မှာဖော်ပြပါတယ်အဲ့ဒီဆွေးနွေးမှုဟာရော American အာကာသကာကွယ်ရေးကုကဲမှုကိုခိုင်မာအကောင်းကိုလုပ်ဖို့နောက်ပြီးတော့ရွှေကွန်းချဒုံးစနစ်လို့ ရှေ့ဆောင်အစီအစဉ်တည်နေဆက်နွယ်နေတာပါဝင်နေဆိုပါတယ်ကနေဒါကာဝေးဝန်ကြီးဘီလီဘဲလက်ကလည်းကနေဒါဟာဒီကွန်ချာဒုံကဝေးစမကင်းမှာပါဖို့စိတ်ဝင်စားတယ်လို့အခုနှစ်စောပိုင်းကပြောပြပါတယ်ဒီစမကင်းကရုပ်တိရှိပါတယ်ကနေဒါနိုင်ငံရဲ့မျိုးသားကြိုးစီပွားလဲပါဝင်ပါတယ်လို့သူကအဲ့ဒီတုန်းကပြောပြပါတယ်တမန်ထရန်ကတော့ဒီစမကင်းနဲ့ပတ်သက်ပြီးအင်မတန်ဂုဏ်ယူနေတယ်ဆိုပါတယ်ဒီစမကင်းကိုဖြစ်နိုင်ရင် သူ့လက်ထက်သူ့ရဲ့နောက်ဆုံးကာလတက်တန်းမှာပဲပြီးသက်လို့ဖို့အတွက် ဖြစ်နိုင်တဲ့အနေနဲ့တွန်းအားပေးသွားမယ်လို့ဆိုပါတယ်။ဘတ်ဂျက်အရပြဿနာတမဲ့ကိစ္စတွေရှိပြီးဒီမိုကရက်တွေကတော့ဒါကိုပြင်းထန်ဝေဖန်နေကြတာဖြစ်ပါလေ။ဒါဟာတမင်သက်သက်နိုင်ငံတော်ပေါ်ကြီးလေးတဲ့ဝန်ကြီးတစ်ခုပဲထမ်းဖို့လို့ဖြစ်သွားလိမ့်မယ်လို့ဆိုပါတယ်။ဒီဒုံကဝဲစနစ်ကိုထိန်းချောင်းဖို့နောက်ပြီးတော့သူ့ကိုပဲရန်သူလက်နက်ကိုမပြစ်ချခင်အဲ့ဒီဒုံကွယ်စနစ်ကိုထိန်းသိမ်းဖို့ကုန်ကြမဲ့ငွေတွေကိုနိုင်ငံတော်ကပဲကြခံပါလိမ့်မယ် ဒါဆိုရင်နိုင်ငံသားတွေဟာဒီတက်ကြီးလေးတဲ့အခွန်တွေကိုထမ်းပါလိမ့်မယ်လို့ဒီမိုကရက်လော်မတ်တွေကဝေဖန်ပါလိမ့်